မင်္ဂလာပါရှင်ရန်ကုန်ခေတ္တချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။ဒါယုထောင်မျိုးသမီးအစအဦးစီမှုဒေါ်စင်မကြီးကနိုင်ငံရေးကျင်းသူမမေတူနိုင်ကိုအကြောင်းမဲ့တိုက်ပိတ်ပြီးနေငိမ့်ပန်းဘကုတိုင်းတိုင်ုံမျိုးနဲ့ဒါယုထောင်ကလည်းမျိုးသမီးအစအဦးစီမှုဒေါ်စင်မကြီးကနိုင်ငံရေးကျင်းသူမမေတူနိုင်ကိုအကြောင်းမဲ့တိုက်ပိတ်ပြီးနေငိမ့်ပန်းနေကြောင်းမြန်မာနိုင်ငံလုံးဆိုင်နိုင်ငံရေးကျင်းသားများကွန်ရက်မှာဦးဆောင်ကော်မတီဝင်ကိုတိုက်တုံးကပြောတယ်။ဒါယုကျင်းထောင်ရဲ့အမျိုးသမီးအစအဦးစီမှုဒေါ်စင်မကြီးအောင်ကနိုင်ငံရေးကျင်းသူ မမေတူနိုင်နေမကောင်းဖြစ်ပြီးမနက်ဖျားရှင်ကိုချင်းအိမ်ရမထနိုင်တာကိုအိတ်နေတည်ဟုသောအကြောင်းပြချက်နဲ့ဝန်ထမ်းရာသုံးပြီးအဆောင်မှခေါ်ဆောင်ကတိုက်ပိတ်ပြစ်ဒဏ်ပေးခဲ့ကြောင်းမမေတူနိုင်ကပုံမှန်50နှစ်ကကြီးနဲ့မတရားအကျင့်ကြားထိန်းသိမ်းခံရတဲ့နိုင်ငံရေးအကျဉ်းသူဖြစ်ပြီးနေမကောင်းဖြစ်၍မနက်9နာရီဝန်းကျင်ဖျားရှင်ကိုချင်းမှမထနိုင်၍လဲလျောင်းနေခဲ့သည်ကိုဦးစီးမှုတော်စင်မောင်ကြီးကအိတ်ဆက်မှုသည့် စည်းကမ်းဖောက်ပြက်ခြင်းဖြစ်တဲ့တို့အကြောင်းပြပြီးမနက်၁၇နာရီဝန်းကျင်ချိန်မှာ၎င်းရဲ့အာဏာကိုအသုံးပြုကအင်အားသုံးပြီးဥပဒေမဲ့တိုက်ပိတ်ပြစ်ဒဏ်လေးပေးခဲ့ခြင်းဖြစ်ကြောင်းသိရတယ်။ရခိုင်ချိန်ထိလည်းနိုင်ငံရေးကျင်းသူအနေဆုံး၁၈ဦးလောက်ဟာ ထိုက်ပိတ်ခံထားဆဲဖြစ်ပါတယ်အကြောင်းပြချက်မျိုးမျိုးနဲ့ဦးစီးမို့တော်စင်မာကြည်အောင်ကသူဟာနိုင်ငံအကျဉ်သူတွေကိုဥတီဖိနှိပ်နေတဲ့အမျိုးသမီးချင်းကိုချင်းစာနာမှုမရှိဘဲနဲ့အမျိုးသမီးတွေကိုဖိနှိပ်နေသူဖြစ်ပါတယ်တခါကာမနိုင်ငံအကျဉ်သူတွေကိုရိုင်းနေတာရိအတင်းဓမ္မဖိအားပေးပြီးတော့ရိုင်းနေဆွဲခေါ်မှုတွေတိုက်ပိတ်မှုတွေဒါတွေကိုဒီကလုံဆောင်နေတဲ့တော်စင်မာကြည်အောင်ကိုပို့ပြီးမှအာယုံဆိုင်ပြီးတော့မှလေလာဆောင်ကြရဖို့လိုအပ်တယ်လို့နိုင်ငံရေးကျင်းသူတွေကြောင်ပြချက်မဲ့ပြီးမှအခုလိုမျိုးတိုက်ပိတ်ခံနေရတာကိုပြည်သူလူထုအနေနဲ့အထူးအယုံဆိုင်ပြီးမှအတန်ထွက်ပေးကြဖို့လိုအပ်တယ်။ ဒါမှမသာလင်းရဲ့အကျဉ်းထောင်ထဲမှာရှိကြတဲ့နိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေဟာအကျဉ်းထောင်ထဲမှာနေရတဲ့တိုင်းအသက်ရှင်တန်ပိုင်ခွင့်နဲ့မတရားမှုတွေကိုကောင်းကောင်းမခံခွင့်ကိုအပြည့်အဝရရှိမှာဆိုတဲ့အကြောင်းကိုတော့အဓိကထားပြောရမှာပဲဖြစ်တယ်။ဒေါ်စင်မောင်ကြီးကတာဝန်ယူတဲ့ကာလအတွင်းဒါယုတောင်ရှင်နိုင်ငံအကျဉ်းသူအနည်းဆုံး30ဦးမှာရွေးချက်ရှိရှိပြိနေကြမှုတွေနဲ့ရိုင်းနေကြမှုတွေကိုခံခဲ့ရတဲ့ပြင်ဥပဒေမိန်လာတဲ့တိုက်ပိတ်ပစ်ဒဏ်တွေကိုပါခံခဲ့ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်နိုင်ငံကျင်းသားများကိုရမအတိပေးထုတ်ပြန်ပါတယ်။ဇလပီအတူရောင်ရွေးကောက်ပွဲသို့မဟုတ်ဆရာဇဝေကောင်းရဲ့အရေးကုန်လဲအာနာခွဲဝေပွဲအကြံပါစစ်တပ်ကကျင်းပဖို့ပြင်ဆင်တဲ့အတူရောင်ရွေးကောက်ပွဲပြီးမှစစ်တပ်နိုင်ငံအာနာရယူထားမှုတွေတိုင်းတာတစ်ခုတည်းရော့သွားပြီးအရသာပါတီတွေအနေနဲ့လောက်ပိုင်ခွင့်တစုံတရာရှိလာမယ်ဆိုတော့တုံးသက်ပြောဆိုမှုတွေတစုံတစားကြားနေရတယ်ဒါဖြစ်နိုင်ရလားဆိုရဲမေကုံကိုကြက်ဖို့ပါတီတို့ဗိုလ်ချုပ်ကြီးစင်ကနေအောက်ခြေစင်တိစေအရာရှိတဲ့ရောင်းနဲ့တက်ကြကြီးစေပါမကြံစုစုပါ 489မြောင်းလိုက်မိန်နဲ့ပြောင်းရွှေ့ဆွဲတဲ့တင်ကအပြေပေးလိုက်တယ်။ဂျက်ဘုတ်ပါတီအရင်ကတည်းကဆရာနာရှင်တွေရဲ့လက်ကင်တုပ်လက်ဝေခံပါတီဆိုတာလူတိုင်းသိပြီးသားပါ။လက်ရှိဂျက်ဘုတ်ပါတီရဲ့ဥက္ကဋ္ဌခင်ရဆိုရင်လည်းဂျပန်စစ်တပ်မှပုံမှုကြောင့်ရဲစုတော်ဝင်တွေတန်းဆောင်ခဲ့ပြီး2021ဆရာနာသိမ်းပြီးဖွဲ့စည်းခဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှလည်းပြောင်းစုဝင်ကြီးဖြစ်ခဲ့ရသူဖြစ်ပါတယ်။အခုသူကအတူရောင်ရွေးကောက်ပွဲမှာနေပြီးတော့ဇေယသီတိမျိုးနဲ့ ပြည်သူ့လွတ်တော်မဲဆန္ဒနယ်ကနေဝင်ရောက်မှဖြစ်တဲ့ကျန်းဖို့ပါတီရဲ့ဒုတိယအကူတာမျိုးစော်တရားဆိုရင်လည်းအကြပ်ပတ်စစ်တပ်မှဒုတိယဗိုလ်ချုပ်ကြီးဖြစ်တောင်းဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီးစစ်တပ်ရဲ့စီရေးချုပ်ရာတို့ကနေ2020နှစ်ကုန်ပိုင်းမှာကျန်းဖို့ပါတီကိုပြောင်းရွှေ့လာခဲ့ပြီးပါတီဒီမိုကရဖြစ်လာခဲ့တာပါသူကတွေ့အောင်ရွေးကောက်ပွဲမှာပဲကိုတိုင်းပေါကောင်းမြို့နယ်ကနေဝင်ရောက်မှဖြစ်တဲ့နေကိုကလေးကစစ်သားအောင်နေများစွာနဲ့ဖွဲ့စည်းထားတဲ့စစ်တပ်လက်ဝဲကပါတီကျန်းဖို့တဲကိုမြောက်လိုက်ကသူ့လူယုံတွေကိုတတ်တဲ့ပြီးအတွေ့အောင်ရွေးကောက်ပွဲပြီးအခင်ကျင်းမှာပါစစ်တပ်နိုင်ငံအာဏာကို မယုတ်ရော့အောင်ကြံစီဆောင်ရွက်နေတာပင်လေပြင်းမှာဆင်းသွားတယ်လို့ထင်ရှားတယ်လရှိမှာဝင်ကြေကျောက်ရာထူးနဲ့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာရဲ့ကော်မရှင်အဖွဲ့ဝင်ရာထူးတို့ကိုပေးရခြင်းခံထားရတဲ့ညူဆုံးကိုလည်းအတူရောင်ရွေးကောက်ပွဲမှာကိုကိုကျော်ပြည်သူ့လွတ်တော်မိတ်ဆန္ဒနယ်ကနေဝင်ပြိုင်ခိုင်းထားတယ်။ညူဆုံးကဂျပန်စစ်တပ်မှာဗိုလ်ချုပ်ကြီးဖြစ်ပြီး2021ဆရာနာတိုင်ပြီးဖွဲ့စည်းခဲ့တဲ့မိုင်းကလာစီမံအုပ်ချုပ်ရေးကောင်စီမှလည်းအဖွဲ့ဝင်နဲ့မရောက်နိုင်အကြံပေးဖြစ်လောက်ကင်ခဲ့သူဖြစ်တဲ့ ဒါပြင်လက်ရှိမှာပြန်ကြားရေးဝင်ကြီးယာတူကိုခန့်ခန်းနာခြင်းပြီးတော့ရခင်ကဂျပန်စစ်တပ်မှာဗိုလ်ချုပ်ယာတူတွေကနေဆက်ယာတူတရားဝင်ကြီးဖြစ်ခဲ့ဘူးတဲ့မမအောင်ကိုလည်းအတူရောက်ရွေးကောက်ပွဲမှာနေပြီးတော့တကုံးမြို့နယ်ပြည်သူ့လွတ်တော်နေရာမှာဝင်ခိုင်းတာတွေ့ရတယ်။နောက်ပြီးဂျပန်စစ်တပ်မှာ2000တကုံးနဲ့ကတော့ဘုံမူးကြီးအစင်နဲ့စေဦးစေရရှိချုပ်လေးဖြစ်တော်ထက်ဆောင်ခဲ့ပြီး ဝန်မှုချုပ်ဖြစ်တွင်းမြင့်ချင်းကံကြရသူ2003ခုနှစ်မှာဗိုလ်ချုပ်စစ်နယ်ကာကွယ်ဦးစီးချုပ်ဖြစ်တာဝန်ယူခဲ့သူမြန်ရင်ကိုလည်းတွေ့အောင်ရွေးကောက်ပွဲမှာနေပြည်တော်တက္ကိနသီမြို့နယ်ပြည်သူ့လွတ်တော်မဲဆန္ဒနေဝင်ပြိုင်ခိုင်းတာပါမြန်ဟင်းရသိန်းစိန်လက်ထက်မှာဆက်သွယ်ရေးနဲ့သတင်းကြလန့်ဤပညာဝင်ကြီးဌာနရဲ့ဝင်ကြီးဖြစ်ခဲ့ပြီး2016ခုနှစ်မှာစက်ဖို့ပါတီရဲ့ဒုတိယဥက္ကဋ္ဌတော်ဝန်ကိုတက်ဆောက်ခဲ့သူဖြစ်တဲ့ဒါ့အပြင်ရှစ်နေကြီးဦးကိုနီကိုလောက်ကျန်တက်ဖြတ်ခဲ့တဲ့အမှုမှာအဓိကကြိုးကိုင်းသူဖြစ်တဲ့လင်းစော်တွန်းဆိုတဲ့ပုဂ္ဂိုလ်ကလည်းအတွေ့အော်ရွေးကောက်ပွဲမှာစက်ဖို့ပါတီကနေတဲ့စင်မိုင်းဖြတ်မြို့နယ်ကနေဝင်မယ်ဆိုတာလည်းရှိပါတယ် ဆိုတော့ကတွေ့ရရွေးကောက်ပွဲဟာစစ်တပ်နိုင်ငံရအနာကိုရှော့ချပြီးရဲသားတွေကိုအာဏာကွက်ဝေးပြဖို့လောက်တဲ့ရွေးကောက်ပွဲမဟုတ်ဘူးပြည်သူတွေကိုတပ်ပြီးဆရာဆွေးမှုများစွာကျူးလွန်ထားတဲ့ဆရာဆွေးကောင်းနေရဲ့သူတို့ရဲ့သွေးစွန်နဲ့စစ်ယူနီဖောင်းကိုချုပ်တိုက်ပုံလဲဝဲပြီးစစ်တပ်အာဏာတည်မြဲရေးကျူးလွန်ခဲ့ဆရာဆွေးမှုတွေတဲ့ပြစ်ဒဏ်ကိလ္လကွင်ရရှိတို့အတွက်ဟန်ပြပြုလုပ်မဲ့တွေ့ရရွေးကောက်ပွဲသားဖြစ်တဲ့ဆိုပြီးတော့ခုလောက်ဆိုရင်သိမြင်နားလည်ပြီးတင်ပါတယ်အဲ့တော့ဒီတို့ရရွေးကောက်ပွဲလဲပြီးတိုင်းပြည်ကတော့ထူပြီးတော့တိုးတက်ပြောင်းလဲတာကြာအကြောင်းမရှိပြည်သူနယ်ဦးတော်လည်းပြည်တိုင်းအောင်မြင်မှသာလေတိုင်းပြည်ရဲ့တိုးတက်ပြောင်းလဲ လမ်းစာပေါ်ချေချနိုင်မှာဖြစ်တာကြောင့်တွေ့ရောင်ရွေးကောက်ပွဲကိုကျေဆုံးခဲ့ပြည်သူတော်လည်းကိုဆက်လက်ထောက်ပို့ဝင်ရကြဖို့တိုက်တွန်းပြောကြတယ်။ဆက်လက်ပြီးရွှေဘုံမလေးလမ်းပိုက်မှာစစ်တပ်ထိုင်ချနေတဲ့နေရာနဲ့ကင်းမုံကိုတိုက်ခိုက်မှုစစ်တပ်ဘက်ကတူတက်ခွဲမှုပောင်းနေဦးသေးသောဇကိုင်းနဲ့ရွှေဘုံမလေးလမ်းပိုက်မှာဂျပန်စစ်တပ်ထိုင်ချနေတဲ့နေရာနဲ့ကင်းမုံကိုတိုက်ခိုက်ရာဂျပန်စစ်တပ်ဘက်ကတူတက်ခွဲမှုပောင်းနေဦးရှိခဲ့ကြောင်းရွှေဘုံမြို့နယ်ဘက်ကဗတ်တောင်ရှိသူကပြောတယ်။ ထိုတိုင်ကြနေစစ်သားတွေကိုဒေါ်လေးတပ်ဖွဲ့တွေကနှီးကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတိုက်ပွဲတနားရီကဖြစ်ပွားခဲ့ကစစ်တပ်ဘက်ကတင်လာပြီးရှာတော့ကြရဘကုတ်တပြေးသားကြောင့်သိရတယ်။ရင်းတိုက်ပွဲတွေဂျပန်စစ်တပ်ဘက်ကဒုတက်ခွဲမှုပါဝင်၄ဦးသေဆုံးပြီးဘက်ကောက်ဖရေပေါ်တောင်မြင့်မြတ်စွာကြာဆုံးခဲ့ကြောင်းထိုတိုက်ခိုက်မှုကိုရွေးပုံမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့မြို့နယ်ဘက်ကပါတာဝန်ခံအစီအမံကုတ်ကဲမှုနဲ့မြို့နယ်ဗီဒီယိုတိုက်ခိုက်ရေးဖွဲ့တိုက်နယ်ဘက်ကပါတိုက်ခိုက်ရေးဖွဲ့နယ်နေမြေကဘက်ကပါတွေကပူးပေါင်းလုဆောင်ခဲ့ခြင်းဖြစ်တဲ့ ။ထို့ပြင်ရွှေဘုံမြို့တောင်ဘက်ရှိရွှေဘုံမလေးလမ်းပိုင်းကိုတလားကြော်ကြာစစ်ကြောင်းတို့နေအကြမ်းဖက်စစ်သားတွေနဲ့တော်လိုက်တဲ့ပေါ်တွေနိုဝင်ဘာလကြာနေ့ကလည်းတိုက်ပွဲဖြစ်ပွားပြီးရွှေဘုံမြို့နယ်ဘက်ကပါပေါ်ဝင်ရဲဘော်ကတော့မြင့်မြတ်စွာကြာဆုံးသွားခဲ့ပါတယ်။ဆလဘီဂျိုးပင်ကောင်မှာမဲစင်စစ်စဲကျုံနဲ့တရင်ပေးလုံနေသူတွေနဲ့အတီပီဒီအလိုက်လန်သတိပေးဘကုရိုက်ဂျိုးပင်ကောင်မြို့နယ်မှာစစ်ကောင်စီရွေးကောက်ပွဲမဲစင်စစ်စဲသူနဲ့တရင်ပေးလုံနေသူတွေရဲ့အနေအထားအတီလိုက်လန်သတိပေးခဲ့လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့စစ်သည်ကထုတ်ပြန်တယ် မိန်နေတိတတိပေးမှုတွေရာစစ်ကောင်စီတရင်ပေးလုံနေဆိုသူရဲ့မိဘနှမအတွေ့ဆရာမှတာဖြစ်သူကိုတားမြစ်ပေးဖို့နဲ့ပထမအဆုံးချိန်တတိပြရလို့တမတမ်းမှတွေ့ရတယ်။ဒါ့အပြင်စစ်ကောင်စီရွေးကောက်ပွဲအတွက်မဲဆင်းစစ်ဆေးအကြောင်းဆရာမတော်မွမွဲ့နေကိုတတိပေးဖို့တောင်းခဲ့ပေမဲ့မတွေ့ခဲ့ရဘူး။အခုနေ့ဒီဇင်ဘာလနောက်ဆုံးပတ်မှာလုံမဲ့စစ်ကောင်စီရွေးကောက်ပွဲကိုနိုင်ငံတကာနဲ့ပြည်တွင်းရပ်ပတ်ဖွဲ့စည်းကအတူရောက်ဖြစ်တယ်လို့ထင်ရှားချက်တွေထုတ်ပြန်နေ။အဲ့ဒါအပြင်ရွေးကောက်ပွဲဆက်ကျင်တဲ့လူလူလှုပ်ရှားမှုတွေလည်းနိုင်ငံတော်ဝန်ရှိတယ်။ စစ်ကောင်စီက၎င်းတို့လုံးဝရွေးကောက်ပွဲအတွက်ရွေးကောက်ပွဲအကာကပေးဥပဒေပြဋ္ဌာန်းမှုဝေဖန်တဲ့ပြည်သူနဲ့အမှုပညာရှင်တရားနီးပါးကိုသုံးလတွင်ဖန်စီတာပါတယ်။ဆလပြောရွေးကောက်ပွဲတူဆက်ညင်ကြောင့်စာသားပါပစံနေသုံးပြူရမန်နီဖလိုလှောက်ရှာမှုပြုလို့ကျပ်ပတ်စေုပ်ဆွဲတူရောက်ရွေးကောက်ပွဲပိမောင်းဆန့်ကျင်ဖြစ်ရွေးကောက်ပွဲဆန့်ကျင်ကြောင့်စာသားပါပစံနေသုံးဆွဲပြောင်းဝေတဲ့မန်နီဖလိုလှောက်ရှာမှုကိုရန်ကုန်တော်လန်ညင်အောင်လေးဘွဲကလှုပ်ဆောင်ခဲ့တဲ့ ပြီးခဲ့တဲ့ဒီမနက်အောက်တိုဘာလတွင်ဂျမ်ဘက်စစ်တပ်အတူရောင်ရွေးကောက်ပွဲကိုသပိတ်မဆန့်ကျင်တဲ့အနေနဲ့ Money Flow ကိုရွေးကောက်ပွဲဆန့်ကျင်ကြောင်းစာသားတွေပိုင်ပစံတွေကိုလူလူကြားငွေကြေး350ဘူနီပါဖြန့်ဝေသုံးစွဲခဲ့ကြဖြစ်တဲ့ကိုလိုတူရောင်ရွေးကောက်ပွဲဆန့်ကျင်ကြောင်းစာသားပါပစံတွေကိုပြည်သူတွေချင်းချင်းဖြန့်ဝေသုံးစွဲစေအုပ်စုရဲ့တူရောင်ရွေးကောက်ပွဲဆန့်ကျင် တပိတ်မောက်ဆန်းကျင်ကိုတူတူပေါ့ပောင်ဝင်ကြဖို့လဲရန်ကုန်တော်လန်ညီနောင်လေးဘွယ်ကတိုက်တော်နဲ့လက်ရှိမှာဂျပန်စစ်တပ်ကသူတို့ရဲ့အတူရရွေကောက်ပွဲကိုဆန့်ကျင်တိုက်ခိုက်တဲ့ဆိုအကြောင်းပြချင်တဲ့လူရောက်တရားခံကုမ္ပဏီဖန်စီတာဖြစ်တဲ့ရန်ကုန်တော်လန်ညီနောင်လေးဘွယ်အနေနဲ့လည်းအတူရရွေကောက်ပွဲကိုမြေပြင်နေရာဆောင်ကနေရာဒီလမ်းမျိုးစုံနဲ့တပိတ်တိုက်ပွဲတွေဖြစ်ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ဆိုပါတယ်။နောက်ဆက်အားပေးကြတဲ့အတွက်ဒုဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။